a complete sentence has a two parts that is subject and predicate အဲ့တော့ပြည့်စုံတဲ့စာကြောင်းတစ်ကြောင်းစာကြောင်းတစ်ကြောင်းမှာဆိုရင်အပိုင်းနှစ်ပိုင်းပါတယ်ပထမအဆုံးတစ်ပိုင်းကတော့ subject ဖြစ်ပြီးတော့နောက်တစ်ပိုင်းကတော့ subject ကိုဘာတွေလုပ်နေတယ်လဲဘာအကြောင်းအရာကိုဖော်ပြလဲဆိုတဲ့ဟာကိုရှင်းပြပေးတဲ့ predicate အပိုင်းနှစ်ပိုင်းပါတာဖြစ်ပါတယ် okay here subject in subject and naming part အဲဆက်ပြတ်မှာဆိုလို့ရှိရင်တော့အမိပေါ့နော်အနာမည်တွေပါမယ်အရာဝတ္ထုအကြောင်းအရာလူပုဂ္ဂိုလ်စရရဲ့အနာမည်တွေ pronouns တွေပါမယ်နာမ်စားတွေပါမယ် naming part လို့ခေါ်ပါတယ် predicate မှာကြတော့ telling part အဲ့တော့ telling part ကဘာလဲဆိုရင်ဒီ subject ကဘာလုပ်နေလဲဘာအရာကိုပြုလုပ်နေလဲဒီ subject အကြောင်းကိုပြန်လဲပြောပြတဲ့အပိုင်းကိုတော့ဘာလို့ခေါ်လဲဆိုရင် telling uh, telling part လို့ခေါ်တယ် predicate လို့ခေါ်ပါတယ်အဲ့တော့ပြန်ပြောမယ် အဲ့တော့ subject ဆိုတာကတော့ naming part ဖြစ်တယ်အမိပေးတဲ့အပိုင်းဖြစ်တယ်အဲ့တော့နံနေနံစားတွေအကုန်ပါမယ်เนาะ predicate အပိုင်းအကြတော့ tenant ပါဒီ subject ကဘာတွေလုပ်တယ်လဲဘာအကြောင်းသူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတဲ့ဟာကိုပြန်လည်ဖွင့်ဆိုရှင်းလင်းပြတဲ့ဟာကိုတော့ predicate လို့ခေါ်ပါတယ် okay so subject the naming part of the sentence is subject is tell who or what the sentence is about အဲ့တော့ subject ဆိုတာကတော့ name part of the စတဲ့စာကြောင်းတစ်ကြောင်းရဲ့เนาะအမိပေးတဲ့အစိပ်ပိုင်းဖြစ်ပါတယ်။သူကပြောပါတယ်။ဘာတွေပြောလဲဆိုရင်ဘယ်သူကလဲ၊ဘာကလဲဆိုတာကိုဒီ subject စတဲ့စာကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်သူလဲ၊ဘာလဲဆိုတာကိုပြောပြတဲ့အပိုင်းကိုတော့ subject လို့ခေါ်ပါတယ်။အော် here in Eisenberg all the teachers in our school are highly qualified အော်ဒီမှာဆိုရင် subject အပိုင်းရတော့ပါလဲဆိုရင် buff ကရှေ့ရအပိုင်းမှန်သမျှသည် subject ဖြစ်ပါတယ် all the teacher in our school အော်ဒီမှာဆိုလို့ရှိရင်ဒီစာကျောင်းမှာဆိုရင် all the teacher in our school ငါတို့ကျောင်းမှာရှိတဲ့ဆရာဆရာမများအားလုံးဒီဒီအပိုင်းဒီတော့ subject အပိုင်းဖြစ်ပါတယ်အော် predicate telling the part of the sentence is predicate instead what happened အဲ့တော့ telling the part of the sentence is a predicate အဲ subject ကဘာတွေလုပ်တယ်လဲနော် तू ကဘာတွေလုပ်တယ်လဲ तू ကဘာတွေဖြစ်ပြနေတယ်လဲဆိုတဲ့အကြောင်းအရာကိုဖော်ပြတဲ့အကြောင်းအရာတော့ predicate လို့ပြောပါတယ်အဲ့တော့ here in the sentence all the teachers in our schools are highly qualified အဲ့တော့ဒီမှာဆိုရင်ခုနကပြောထားတဲ့ subject ပြောတယ်ငါတို့အကြောင်းမှာရှိတဲ့ဆရာဆရာမများအားလုံးဒီဆိုတော့ subject ကိုအဲ့ဒီဆရာဆရာမအားလုံးကဘာတွေလဲ ဘယ်လိုပုံစံမျိုးရှိလဲဆိုတာကိုပြန်ရှင်းပြတဲ့ are highly qualified ကတော့ predicate ပဲဖြစ်ပါတယ်မြင်မာတဲ့အရေးချင်းကြီးရှိပါတယ်အရေးသေးရှိရဆရာဆရာမတွေပဲဆိုတော့ are highly qualified the predicate ပဲဖြစ်ပါတယ် so in subject subject မှာဆိုလို့ရှိရင်တော့ usually အများအပြားဖြစ်ပါတယ်ပါမလဲဆိုရင် noun တွေပါပါမယ် noun တွေပါမယ် pronoun noun စားတွေပါပါမယ် and noun phrase နော် noun အုပ်စုတွေပါပါတယ် noun ပုဒ်တွေပါပါတယ် predicate predicate မှာကျတော့ဘာတွေပါလဲဆိုရင် contain the verb ကရိယာတွေပါမယ် object နော်နောက်ကပြုလုပ်ခံရတဲ့သူ object ပါပါမယ် and other elements နော်တခြားအကြောင်းအရာတွေပါတာဖြစ်ပါတယ် In here, the boy who has won the scholarship is from my class. အဲဒီစာကြောင်းလေးမှာဆိုရင်ဘယ်အပိုင်းဟာ subject လဲဘယ်အပိုင်းက predicate လဲဆိုတာတချို့လူကြည့်ကြည့်အောင်အဲ့တော့အဓိက main verb ဖြစ်တဲ့ is ကရှေ့ပိုင်းမှာရှိတဲ့ the boy who has won the scholarship အကုန်လုံးဒီပါလဲဆိုရင် subject ပဲဖြစ်ပါတယ်အဲ့တော့ ဲ့ဒီဆက်ပြက်ကဘသူလဲဘာလို့တာလဲเนาะဘဲရလဲဆိုတဲ့ဟာကိုပြန်ရှင်းနေ is from my class ကတော့ predicate ပဲဖြစ်ပါတယ်အဲ့တော့ပြန်ပြောမယ်ဆိုရင် subject ဒီ naming the park เนาะအမိပေးတဲ့အစိပ်ပိုင်းဖြစ်ပြီးတော့ predicate ကကြတော့ telling the park เนาะဒီ subject ဘာတွေလုပ်တယ်လဲဘယ်လိုမျိုးစားရှိလဲဆိုတာကိုပြန်လဲပြောပြပေးတဲ့အပိုင်းပဲဖြစ်ပါတယ် Okay Look at this example one of my friends drew the cover design for that book အဲ့တော့ငါရဲ့တငယ်ချင်းများတွေကတယောက်ကတဲ့ drew ဆိုတာဆွဲခဲ့တယ် the cover design for that book ဒီစာအုပ်ရဲ့ cover design ကိုဆွဲတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် buff ကတော့ drew ဖြစ်တယ်အဲ့တော့ဒီ buff ကရှေ့မှာရှိတဲ့စကားလုံးတွေအကောင်လုံးဒီဘာလဲဆိုရင် naming pub လို့ခေါ်တဲ့ subject ပဲဖြစ်ပါတယ် ဒါဆိုရင်ဒီ subject ကဘာတွေလုပ်တယ်လဲဒီ subject လုပ်တဲ့အလုပ်ဘာလဲဘယ်သူလဲဆိုတာကိုရှင်းပြတယ် draw the cover for design for that book အဲ့တော့ predicate ပဲဖြစ်ပါတယ်โอเค our principal has gone to nepi to attend a meeting ငါတို့ရဲ့အကြောင်းဆရာမကြီးကနေပြည်တော်ကိုเนาะ မီတင်တက်ဖို့တွေ့ဆုံပွဲတက်ဖို့သွားပါတယ်လို့ဆိုရဲစကားလုံးမှာဆိုရင်အဓိက main verb ကိုခြေတော့ကကြည့်လိုက်မယ်အဲ main verb ကပါလဲဆိုရင် has gone နော်အဲနေပြည်တော်ကိုသွားတယ်ဆိုရင် main verb ဖြစ်တယ်အဲ့တော့သူ့ရဲ့ရှေ့မှာရှိတဲ့ name ပေါ့နော် naming part ဖြစ်တယ် our principal ကတော့ subject ဖြစ်ပါတယ်အဲ့တော့ our principal ဘာလုပ်တယ်လဲနော်အဲဆိုတဲ့ဟာကိုရှင်းပြပေးတယ် has gone to navy တော့ to attend a meeting ကကြတော့ predicate ပဲဖြစ်ပါတယ်။ Uh look at this sentence ဒီစာကြောင်းလေးကိုကြည့်လိုက်ပါဦး။ Which one is a subject and which one is a predicate? Okay. The books in that bookcase belong to my father. အဲဒီမှာဆိုလို့ရှိရင်ပထမဆုံးစာကြောင်းမှာဆိုရင် subject ကိုအရင်လိုက်ရှာမယ်။အဓိကတော့ main verb ကရှေ့မှာရှိတဲ့စကားစုတွေအားလုံးဒီ subject ဖြစ်တာဖြစ်တဲ့အတွက် the books in that word case ကသည် subject ဖြစ်ပါတယ်အဲ့တော့ဒီ word case ဆိုတာစာအုပ်စင်ထဲမှာရှိတဲ့စာအုပ်ဒီအဲ့တော့စာအုပ်တရားဘာလဲဘယ်ရလဲဆိုရင် belong to my father အဖေရှီကရရှိတာဖြစ်တဲ့နောက်ပိုင်းဒီ belong to my father ကတော့ဘာလဲဆိုရင် predicate ပဲဖြစ်ပါတယ် โอเคအဲ့တော့ဒါတို့သမီးတို့အနေနဲ့ဒီမှာ subject ဆိုတာဘာလဲ predicate ဆိုတာဘာလဲဆိုတာရှင်းရှင်းလင်းလင်းသိသွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့ exercise လေးကိုလုပ်ကြည့်ရအောင် a separate the subject and predicate in each sentence below with a forward slash slash line လေးလုပ်ပေးမယ်အဒီစာကြောင်းထဲမှာဆိုလို့ရှိရင် subject နဲ့ predicate ကို line เนาะ slash line လေးနဲ့ခွဲခြားပေးမယ် also underline the board in the predicate ဒီမှာကျတော့ predicate tense မှာပါတဲ့ကရိယာကိုဘာလို့ပြရမှာလဲဆိုရင်ညင်ချောင်းတားပေးမှာဖြစ်ပါတယ်ဥပမာ in question number 1မြန်မာ our country is often called the land of golden pagodas အဲမြန်မာကျွန်တော်တို့ရဲ့တိုင်းပြည်ကကြာခဏဆိုလိုခေါ်ပါတယ်ဘာလို့လဲဆိုရင်ရွှေရောင်အဖျားကြီးရှိတဲ့တိုင်းပြည်လို့ခေါ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီချေတော့ subject နဲ့ predicate ကို slash line လေးနဲ့ခွဲမယ်ပြီး verb ကိုမြင်ရောက်တားလေးရော တားလိုက်ရုံပါပဲအဲ့တော့ဆက်ပြက်ဒီပဲဟာလဲဆိုရင်မြန်မာ our country ဖြစ်တဲ့အတွက် slash line လေးလုပ်မယ်ပြီးရင် verb ဖြစ်တဲ့ is နဲ့ code ကိုဆီလိုမြင်ရောက်တားလိုက်ရုံပါပဲ okay let's go to the next sentence ဒီချက်နောက်ထပ်စာကြောင်းတစ်ခုသွားအောင် the english alphabet contains 26 letters တော့ English အက္ခရာမှာဆိုလို့ရှိရင်ဆက်တော့အက္ခရာ26လုံးပါပါတယ် English alphabet မှာဆိုရင်အဲ့တော့ဒီမှာဆိုလို့ရှိရင် subject ကိုအရင်ဆုံးရှာမယ် subject ကဘာလဲဆိုလို့ရှိရင် the English alphabet ဒါကြောင့်မလို့သူ့ရဲ့နောက်မှာတစ်ချက်တော့ slash line လေးလုံးမယ် verb ဖြစ်တဲ့ contains ကိုနော်ပြင်ရောက်ထားပေးမယ် Okay uh this is uh, easiest one ဒီကတော့အရင်လွယ်တဲ့ exercise လေးဖြစ်တယ်အဲ့တော့ try yourself အဲ့တော့တို့သမီးတို့ကကိုစူးစမ်းကြည့်မယ် and you can check here uh, အဲ့ဒါသားလို့သမီးတို့ဒီမှာပဲပြန်ပြီးတော့အဖြေတိုက်လို့ရပါတယ်โอเค now um, i will stop uh, my lesson here